တရားလူခံယူကြမဲ့တရားနာပိသံများအတွေ့အဲ့ဒါမှရတာကွာလို့အမိပေးထားတဲ့တရားတစ်ခုနဲ့ဓမ္မဒါနတရားလူပေးလူမှဖြစ်ပါတယ်လူတိုင်းလူတိုင်းရဲ့ဘဝမှာတခါတည်းရန်ဓမ္မမဟုတ်မကြခဏဆူသလိုဆင်းရဲဒုက္ခတွေကြုံတွေ့ရတတ်တယ်ဆူကြိုးတွေခံစားရတတ်တယ်အဲ့ဒီလူကြုံတွေ့ခံစားတဲ့အခါမျိုးမှာလူအတော်များများကစိတ်ပူပန်သောကဖြစ်တတ်တယ်စိတ်ဆင်းရဲတတ်တယ်စိတ်ညစ်တတ်တယ် ဲ့ဒီလိုဆင်းရဲဒုက္ခတွေဂျုံတို့ရဆူဂျူတွေခံစားရတဲ့အခါမျိုးမှာအဲ့ဒါမှအရသာကွာလို့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်ပူပန်သောကတွေပျောက်ပြီးတော့စိတ်အေးချမ်းသွားနိုင်ပါတယ်စိတ်ဆင်းရဲတာတွေစိတ်ညစ်တာတွေကင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်သွားနိုင်ပါတယ်အဆူလောကရဏီဘလို့အဆူလောကရဏမျိုးနဲ့ပဲကျုံကျုံအဲ့ဒါမှာအရာသာကွာလို့နှလုံးသွင်းပြီးတော့ကျုံတွေ့နေတဲ့အဆူလောကရဏကိုကြည်ကြည်ဖြူဖြူကြည်ကြည်နဲ့နဲ့နဲ့လက်ခံလိုက်နိုင်မယ်ဆိုရင်အဲ့ဒီအဆူလောကရဏကြောင့်စိတ်ဖောက်ပြန်တွန်းလို့ချင်း လုံးဝမဖြစ်တော့ဘူးအရသာအရသာအရသာကခံစားတဲ့ခံစားတဲ့ဆိုတာဝေဒနာကိုပြောတာပဲဝေဒနာဆိုတာခံစားတာပဲဘာကိုခံစားရလဲဆိုရင်အရသာကိုခံစားတာကောင်းတဲ့အရသာကိုလည်းခံစားပါတယ်ဆိုးတဲ့အရသာကိုလည်းခံစားပါတယ်ကောင်းတဲ့အရသာလေးကိုခံစားရမှဝေဒနာမဟုတ်ဘူးဆိုးတဲ့အရသာကိုခံစားရလဲဝေဒနာပဲဆိုးတဲ့အရသာတွေခံစားနေရမှဝေဒနာမဟုတ်ဘူးကောင်းတဲ့အရသာခံစားရလဲဝေဒနာပဲ အစားအသောက်တွေနဲ့ပြောမယ်ဆိုရင်ချိုရာစားမှအရသာမဟုတ်ဘူးစက်တာစားလည်းအရသာပဲစက်တာမကြိုက်တဲ့လူကတော့ဒီအဆက်ကိုလက်မခံဘူးပေါ့အဆက်ကိုမကျေနပ်တဲ့စိတ်ဖြစ်တဲ့သူကဒီအဆက်ကိုလုံးဝမစားခြင်းဘူးစက်တာကိုအရသာလို့ကိုမထင်ဘူးဒီလောက်စက်တာလူတွေဘာလို့များစားကြပါလဲချိုးတယ်ဆိုတာအရသာရှိမှလူတိုင်းသိတယ်စက်တာကြတော့အရသာမရှိဘူးဒါပေမဲ့လေစက်တာလေးကိုမှကြိုက်တဲ့ပုဂ္ဂိုလ်တော့ကြတော့စက်တာကိုကအရသာပဲ တကယ်တော့စက်တယ်ဆိုတာအဝင်လဲပူတယ်အထွက်လဲပူတယ်မထွက်ခင်ဝမ်းမိုက်ထဲမှာရှိနေစမှာလေပူတာပဲအဝင်ပူအထွက်ပူဒါတော့ပူတဲ့ငရုတ်သီးရဲ့အရသာကိုတောင်းမှသဘောကျနှစ်သက်ပြီးတော့ငရုတ်သီးမပိုင်ထမင်းမစားနိုင်တဲ့သူတွေရှိတယ်မောဟင်္ဂါဆိုင်ရင်ငရုတ်သီးမှုန်လေးများများဖြူပြီးတော့စားတဲ့သူတွေရှိတယ်စတာကအရသာ ဖြစ်လို့သာဒီအဆက်ကိုဒီငရုတ်သီးကိုလူတွေနှစ်နှစ်သက်သက်မက်မက်မုံမုံနဲ့စားကြတာပေါ့ချိုးရာဟာကောင်းတဲ့ အရာဓာရီနဲ့တူပါတယ်ဆက်တယ်ဆိုတာမဆိုးတဲ့အရာဓာရီနဲ့တူပါတယ်အကောင်လောကဏ္ဍီဆိုတာခြူတဲ့အရာဓာအဆိုးလောကဏ္ဍီဆိုတာဆက်တဲ့အရာဓာဒါကြောင့်ဆိုးကျိုးတွေဆင်းရဲဒုက္ခတွေကိုစာပေမှာကတုကဖလဆက်တဲ့အရာဓာလို့ပြောထားတယ်အဲ့တော့ခြူတဲ့အရာဓာကို အရာဓာရှိလိုက်တာလို့လက်ခံနိုင်တယ်ဆိုရင်ဆက်တဲ့အရာဓာကိုလည်းအရာဓာရှိလိုက်တာလို့ လက်ခံနိုင်ရမယ်အဆက်စားမယ်လို့မဆိုလိုပါဘူးအဆက်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တွေအဆက်ကိုရှောင်ရပါမယ်အဆက်ကြိုက်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းပဲလွန်လွန်ကဲကဲမဖြစ်အောင်တော့ရှောင်ကျင်ရမှာပဲပေါ့ပြောချင်တာကတော့ခြူတာလည်းအရသာဆက်တယ်လည်းအရသာပဲဆိုတာပြောချင်တာပါဆူကျိုးတွေခံစားရလည်းအရသာပဲကောင်းကျိုးတွေစံစားရလည်းအရသာပဲတခါတုန်းကကြေးရွာတွေမှာဆရာတော်ကြီးတစ်ပါးရှိတယ်တက်တော်ကလည်းကြီးပါပြီ90ကျော်80ပေါ့ တရားနဲ့တရားသွားပြီဆိုရင်လှဲလန်းကနေသွားရတယ်လှဲနေကြွားရတယ်ပေါ့အလူတန်းတွေဘာတွေရှိတယ်ဆိုရင်ဆရာတော်ကြီးကလှဲနေပဲကြွားရတာတခါတော့ရွာတစ်ခုကအလူတန်းရှိလို့ပြင့်နေတဲ့အဲ့ဒီဆရာတော်ကြီးလှဲနေအလူတန်းရှိတဲ့ရွာကိုကြွားတယ်လန်းခီးကလည်းအမတန်ကြမ်းတမ်းနေဂျိုင်းနေကျင်းနေနဲ့ဂုံနေကမူတွေနဲ့မချုံးမွေဘူးပေါ့ဒါတော့ဂျိုင်းနေကျင်းနဲ့လှဲကရောက်သွားပြီဆိုတာနဲ့လူကမြောက်တက်သွားတယ်တခါတည်းဆိုရင်ဘေးလျှော့ပြီးတော့ခြာလက်ပတ်လဲသွားတယ် လဲဆောင်တဲ့တံကိုမကြာခဏခံရတယ်ပေါ့လဲတစ်ချက်ဆောင်းလိုက်လို့ဂျိုင်းနဲ့လဲတစ်ချက်ကြံသွားလို့ခန္ဓာကိုယ်မြောက်တက်သွားပြီဆိုတဲ့ရှာတော်ကြီးကအဲ့ဒါမှရတာကွာတယ်ဟာတခါလဲလဲကဟိုဘက်ဆောင်းဒီဘက်ဆောင်းနဲ့ခြာလဘက်လဲပြီးတော့ရမ်းသွားတယ်ဆိုရင်လဲအဲ့ဒါမှရတာကွာဟိုမြောက်ကြောမသွားဘူးထားတော့လဲဆောင်းပြီးတော့တင်မာတွေဘာတွေခါးတွေဘာတွေနာသွားတယ်ဆိုရင်လဲအဲ့ဒါမှရတာကွာတယ် လဲစည်းလို့အဆင်မပြေတဲ့တံဘလို့ပဲခံရခံရဆရာတော်ကြီးကအပြုံးမပြတ်ဘူးလဲမောင်းတဲ့သူကလည်းပဲမင်းကဘလို့မောင်းနေရလဲဘာညာနဲ့အပြစ်မတင်ပါဘူးပွားနေတဲ့နွားကိုလည်းအပြစ်မတင်ပါဘူးလဲကိုလည်းအပြစ်မတင်ပါဘူးလမ်းကိုလည်းအပြစ်မတင်ဘူးကြုံတွေ့နေတဲ့အခြေအနေကိုကြည်ကြည်နက်နက်နဲ့လက်ခံလိုက်တယ်ဘလို့လက်ခံလိုက်လဲဆိုတော့အဲ့ဒါမှအရသာကွာတယ် တကယ်တော့ဟုတ်တာပေါ့ကောင်းတဲ့အခြေအနေမှာအရသာရှိတာမဟုတ်ပါဘူးဆိုးတဲ့အခြေအနေကလည်းအရသာရှိတာပဲခံစားတတ်တဲ့ပုဂ္ဂိုလ်တော့အရာရာတိုင်းဟာအရသာတွေကြီးပဲခါနာသွားတာခါအောင့်သွားတာလဲဆောင်လို့လူမြောက်တက်သွားတာဘယ်လိုလိုအရသာရှိမှလဲလို့မေးစရာရှိတာပေါ့ဘာအရသာလဲလို့တော့ပြန်ပြောပြဖို့ခက်တယ်ဒါပေမဲ့ကာယကံရှင်ကစိတ်တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ဖြစ်လာတဲ့မှကိုကြည်ကြည်နဲ့နဲ့လက်ခံနိုင်နေဆိုရင်အဲ့ဒီအရာတွေအလုံးဟာအရသာပဲဒါကိုကိုယ်တိုင်စိတ်ထားကြည့်မှသိမှာပေါ့ အဲ့ဒီဆရာတော်ကြီးကိုနမူနာယူပြီးတော့ဘလို့အဆိုးရကရနေနေပဲကြုံတွေ့ကြုံတွေ့အဲ့ဒါမှအရသာကွာလို့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်တည်ငြိမ်အေးချမ်းသွားပါလိမ့်မယ်ကြုံတွေ့နေတဲ့အဆိုးရကရန်ကိုအပြုတ်မပြဲခံနိုင်ရှိသွားပါလိမ့်မယ်အဲ့ဒါမှအရသာကွာဆိုပြီးတော့လဲဆောင်တဲ့ဒဏ်ဒီခြားလဘက်လဲသွားတာတွေညောက်တက်သွားတာတွေကိုအရသာခံနေတယ်ဆိုတော့မကြင်မနှက်ဖြစ်ရင်တော့ဒေါသအခုလိုအဲ့ဒါမှအရသာကွာဆိုပြီးတော့ကျေနပ်နေရင်တော့လောဘပေါ့တဏှာပေါ့လို့တော့ပြောစရာရှိတာပေါ့ အဲ့ဒါမှအရသာကွဆိုတဲ့ထဲကအရသာမှအရသာကနှစ်မျိုးရှိတယ်စိတ်ချမ်းသာတဲ့အရသာရဲ့တရားအရသာရဲ့ကြုံတွေ့နေတဲ့အဆိုးအခြေအနေပေါ်မှာမကြင်မနက်နဲ့ဒေါသဖြစ်နေမယ်ဆိုရင်တော့အကုသိုလ်တွေဖြစ်နေမှာပေါ့အဲ့ဒါမှအရသာကွဆိုပြီးတော့ကြည်ကြည်နက်နက်နဲ့အပြုံးမပြည့်လက်ခံနဲ့ပျော်ပျော်ရွှင်ရွှင်လေးနေနိုင်နေဆိုရင်တော့ဒေါသအကုသိုလ်မဖြစ်ဘူးစိတ်အည်ရွေးမြန်မာနေတဲ့ပုဂ္ဂိုလ်ဓမ္မမို့စိတ်အည်ရွေးမြန်မာတဲ့မြန်မာကိုကြိုးစားနေတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ အဲ့ဒီလိုမြောက်တက်သွားတာမျိုးကြီးကြုံတွေ့နေတဲ့အခြေအနေလေးကိုအရသာခံပြီးသဘောကျနေတာလေတိမ်မွေးတဲ့တဏှာလေးပါလားလို့ဆင်ခြင်ပြီးတော့မှအဲ့ဒီစိတ်ကလေးကိုတတိပဏဝိပဿနာနည်းလေးနဲ့ယုံနံဖြစ်ဖြစ်မြောင်ရှုတော့မယ်ဆိုရင်တော့ကြုံတွေ့နေတဲ့အဆုလောကဏ္ဍကလည်းတရားအတိညာအရသာတွေတတိတမာတိညာအရသာတွေပေါ်ထွက်လာမှာပဲပေါ့အဲ့တော့အစိမ့်နဲ့တရားအတိညာအရသာမရရင်နေပါကြုံတွေ့လာတဲ့အခြေအနေလေးကိုကြည်ကျနေနဲ့လက်ခံလို့ပျော်ရွှင်နေတယ်ဆိုရင်ကိုပဲတော်တော်လေးအဆင်ပြေနေပါပြီ ဒေါသဒေါမနတဆိုတဲ့အကုသူတွေကတော့กินနေပြီပေါ့တရားသိညာရင်းရင်းကျက်ကျက်တွေအရသာတွေမဖြစ်ဘူးလဲထားပါအောင်ကြုံတွေ့လာတဲ့အခြေအနေပေါ်မှာစိတ်ချမ်းသာအောင်နေနိုင်တယ်ဆိုတဲ့ကူကအဲ့ဒီအတွင်းထဲမှာမမြင်ရတဲ့တိမ်မွေးတဲ့တရားအရသာလေးလည်းပါနေတာပဲကြုံတွေ့နေတဲ့အခြေအနေပေါ်မှာယောနိသောမနတိကာရလေးနဲ့အစဉ်ပြေအောင်နှလုံးသွင်းနိုင်တာကိုကကုသိုလ်ပဲလေယောနိသောမနတိကာရဆိုတာကုသိုလ်ဓာတ်ပါပဲအဲ့ဒီတော့ပျော်ရွှင်မှုအရသာလေးလည်းအခြေခံအကြံဉာဏ်နေနဲ့ပထမဆုံးအနေနဲ့ခံစားနိုင်ရမယ် အဲ့ဒီတဲ့အဆင့်တက်ပြီးတော့မှကိုကြုံနေနေတဲ့အစိုးလောကံအခြေအနေဇိုးကနေပြီးတော့ကုသိုလ်ကောင်းမှုတွေပါရမီတွေရအောင်ယူနိုင်ရမယ်။ဦးဇင်းတို့ကိုရီကြုံနာလေးနဲ့ပြောပြရမှာပေါ့။ဦးဇင်းတို့အားလုံးသိကြတဲ့အတိုင်းပဲပေါ့လေ။ပြီးခဲ့တဲ့လကအညာဒေသတစ်ခုမှာဖျားသွားဖူးရင်နဲ့ဝင်းချီဆက်မတော်တဆပြုတ်ကျမှုကြောင့်ခြေထောက်မှာဒဏ်ရာရခဲ့တယ်။ခြေထောက်တင်မကောက်ပေါ့လေ။ဘဲဘဲချီချင်းဝေယူလီ ဘဲဘဲခြေချင်းဝဲအယူတစ်ချောင်းကျူးသွားတယ်ညာဘဲခြေချင်းဝဲကအယူစားလေးတစ်ခုပဲ့သွားတယ်အယူနည်းနည်းအက်သွားတယ်ဒူးမှလည်းဒဏ်ရာရတဲ့အတွက်ချုပ်ထားရတယ်ခါရီလည်းနာသွားတယ်နာရီမျိုးစုံခံစားရတာပေါ့အဲ့ဒီလိုနာကျင်မှုမျိုးစုံခံစားပြီးမယ်အဲ့ဒီခံစားတဲ့အခြေအနေပေါ်မှာမကြည်မနှက်နဲ့ဒေါသတွေမဖြစ်ဘူးပြုံပြုံလေးပဲနေခဲ့တယ်အဲ့တော့ဥစဉ်တွေရဲ့တရင်တွေကလည်းဂျာနယ်တွေဘာတွေမှလည်းပါလာတော့တချို့ကပြောကြတာပေါ့ ဟာအရှင်ဖျားကတော့အခုလိုထိခိုက်တံရည်ပြင်းထန်နေတာတောင်မှအပြုံးမပြတ်ဘူးပြုံးပြုံးလေးနေနိုင်သေးတဲ့နဲ့ချီကျူးကြတာပေါ့လေအဲ့တော့သူတို့ပြုံးတယ်လို့ချီကျွတယ်ချီကျွတယ်ဗာလိတတိရတယ်ဆိုတော့ဟိုဘယ်သူမှမမောင်းအောင်မင်းပြုံးတယ်ဘာထက်ပြုံးတယ်လဲကွယ်ဆိုတဲ့သင်းစားသားလေးသွားတတိရဥစဉ်ရဲ့ပြုံးတယ်ဘာထက်ထားတယ်လဲဆိုရင်ယောနိတော်မနတိကာရာလေးထည့်ထားတာဘာယောနိတော်မနတိကာရာလဲဆိုရင်တော့အဲ့ဒါမှအရသာကွာဆိုတဲ့အတွေ့လေးပါပဲ ဲ့တော့ခြေထောက်တီခြေထောက်တီနာခါရီနာနာအရှင်ဖျားလဲဘယ်လိုရတာရှိမှလဲဆိုတော့အရသာရှိတာပေါ့ခြေထောက်တာမကျိုးဆိုရင်ခြေထောက်နာတဲ့အရသာခံစားရမှာမဟုတ်ခါတာမထည့်ရင်ခါနာတဲ့အရသာခံစားရမှာမဟုတ်ဘာအရသာလဲလို့ပြောရင်တော့ပြောပြန်ပြောပြဖို့တော့တော်တော်ခက်လိမ့်မယ်ပေါ့ဒါပေမဲ့အရသာကတော့ရှိတာအမှန်ပဲအဲ့တော့나ချင်းကဲခဲမှုတွေဖြစ်လို့나ချင်းကဲခဲမှုကိုတတိပဏံဝိပဿနာရှုတာတွေပါတယ်တော့ဒဝိုင်းတက္ကနာထားလိုက်အောင်ပေါ့ကျုံတွေ့နေတဲ့အခြေအနေလေးပေါ်မှာအဲ့ဒါမှအရသာကွာ ခြေတော့ကျိုးသွားလို့လေအမ်ဘူလန်ကားလေးစီးရတယ်ဘလောက်ရတာရှိတာတော့အမ်ဘူလန်ကားစီးရတာလည်းရတာတမျိုးပဲခြေတော့ကျိုးသွားလို့ဟိုလူနာကရင်ပေါ်မှာနေရတယ်အဲ့ဒါလည်းရတာတမျိုးပဲခြေတော့နည်းနည်းကွေးနေလာတဲ့အချိန်လေးကြတော့ဝီချဲလေးစီးရတယ်အဲ့ဒါလည်းရတာတမျိုးပဲအဲ့တော့ခြေတော့ကျိုးရတဲ့ပတ်သက်လို့ရရှိတဲ့အရာသာတွေကပြောပြလို့တောင်မကုံနိုင်တော့ဘူးနမူနာလောက်လေးပဲပြောပြတာပေါ့အဲ့တော့ခြေတော့ထိခဲ့တဲ့ညာရသွားတော့မှဟိုပုံမှန်တိုင်းကိုခြေတော့နဲ့ကို ပုံမှန်တိုင်းမတ်တက်ရက်လို့မရဘူးမတ်တက်ရက်လို့မရတော့မရေနေပါတယ်သွားမယ်ရေနေပါတယ်ချိုးမယ်ဆိုရင်တကာလေးတွေကဟိုခြိရတယ်ပေါ့တကာနှစ်ယောက်ပဲနဲ့ညာနဲ့နှစ်ယောက်တစ်ဖက်ပခုံးဟိုလက်နှစ်ဖက်နဲ့ပခုံးတစ်ဖက်စီဖက်ထားရတယ်ပြီးတော့မှသူတို့ကညာရိုးစင်ပောင်းစင်လုပ်ပြီးတော့ကိုယ်ခေါ်သွားကြတာပေါ့ကဲညာရိုးစင်ပောင်းစင်နေလုပ်ပြီးတော့စီးရတာဘယ်လောက်ရတာရှိတာတော့ကိုယ်သာချက်တော့မကြုံရင်ညာရိုးစင်ပောင်းစင်စီးရမှာတော့မဟုတ်ဘူးเนาะ အဲ့ဒါလည်းအရသာတစ်မျိုးပဲအဲ့ဒါမှအရသာกว่าလို့နှလုံးသွင်းလို့ရတာပေါ့ဒီလိုညောင်ရိုးစင်ပန်းစင်လေးစီးနေရတဲ့ခူးချင်းလေးစီးနေတဲ့အရသာဆိုတော့တိမ်မွေးတဲ့ကိလေသာတဏှာသဘောလေးတော့ပါခြင်းပါနေမယ်ပေါ့ဘာပဲဖြစ်ဖြစ်ဖြစ်လာတဲ့အခြေအနေပေါ်မှာစိတ်ညစ်စိတ်ဆင်းရဲနေရတဲ့ဆိုင်ရင်တော့အများကြီးကောင်းတာပေါ့ ကိုကညံလေးနဲ့ဆင်ကျင်ပြီးတော့မှအော်ဒီလိုလေးညံရိုးစင်ပန်းဝစင်စီးနေရတာလေးကိုသားရနေဒါလေးကတဏှာလေးပဲအခုချိန်လေးစီးပြီးတော့ဟိုဘက်တွန်းမောင်းဒီဘက်တွန်းမောင်းကြုံလာတဲ့အခြေအနေလေးပေါ်မှာပျော်ပျော်လေးပဲနေလိုက်တာပေါ့အဲ့တော့ပျော်ပျော်လေးနေတဲ့အထဲမှာ တရားအသိဉာဏ်လေးမပါဘူးဆိုရင်တော့လေတိမ်မွေးတဲ့ကိလေသာတဏှာလေးတွေရှိကောင်းရှိမယ်။ကိုကအဲ့လိုပထမတော့တဆင့်ပျော်လိုက်တာပေါ့ပျော်ပြီးတော့မှဉာဏ်လေးနဲ့ဩဒီလိုလေးပျော်နေတာဒီလိုလေးကျဉ်းနှံ့နေတာလေတိမ်မွေးတဲ့တဏှာလေးပဲဆိုပြီးတော့မှအဲ့ဒီစိတ်ကလေးကိုပြန်ပြီးတော့ယုံနံဖြစ်ဖြစ်မြင်အောင်ရှုလိုက်မယ်။ဒါမှမဟုတ်လည်းပဲကိုကိုဝေယဝဆက်အကူကြီးဆောင်ရွက်ပေးကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကျမ်းမာချမ်းသာကြပါစေ။ပထမတစ်ချက်တော့သဘောကျတဲ့ပျော်တဲ့စိတ်ကလေးဖြစ်သွားတာပေါ့။တတိလေးတန်းဝင်လိုက်တာနဲ့ဒီပိုင်းနဲ့ အဲ့ဒီအပြော်မှာရက်မနေတော့ဘဲနဲ့ကိုယ့်ရဲ့ဝေယဝဆလုတ်ပေးကြတဲ့ပုံကိုယ်ဒီညာရိုးစင်ပောင်းစင်လုတ်နေတဲ့ချိန်မှာဆိုလေကိုယ့်ကိုလက်ကလေးရှက်ပြီးတော့မပေးနေတဲ့ပုံကိုယ်ဒီအပေါ်မှာကျမ်းမှချမ်းသာကြပါစေလို့မေတ္တာလေးပို့ပေးနေလိုက်တော့မေတ္တာ ကုသိုလ်ရဲ့အရာသာလေးလေခံစားရတာပေါ့အဲ့ဒါမှအရာသာกว่าဆိုတာအဲ့ဒါပါဟိုခြေတော်ကျူရနဲ့ပတ်သက်လို့အရာသာတွေကပြောမယ်ဆိုပြောကြတယ်အများကြီးပဲအလင်းနမူနာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်နားနဲ့မနာဖွားနေတာပေါ့လေ ရင်ကိုယ်တိုင်မသွားနိုင်တော့ကျင်ငယ်လေးပါလေဆွန့်ကျင်နေဆိုရင်လေဟိုကျင်ငယ်ဘူးလေးနဲ့ပဲဆွန့်ရတာပေါ့အဲ့လိုဆွန့်ရတော့ပထမ6လောက်ဒီကျုပ်ကစားခါးကနေထုံစည်းထိုးထားတဲ့ဒဏ်ရာကြီးကြောင့်ရောဘူးတဲ့ကိုကျင်ငယ်ဆွန့်မိမယ်ဘယ်လို့မှမထွက်ဘူး6မိနစ်9မိနစ်မိနစ်ကြာတဲ့အထိကိုလုံးဝမထွက်ဘူးအဲ့ဒါနဲ့ဘေးရတကာတွေကရှူး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 နဲ့អော်ပေးကြတာပေါ့တယောက်တည်းអော်ယုံမရ2ယောက်អော်မဟာမရသူလာကြအောင်လာကြမလား9ယောက်လောက်ဝိုင်းပြီးတော့ရှူး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 နဲ့អော်တော့မှပဲရှူးရှူးကထွက်လာတော့တာ ဟာလာသူများကကိုယ်ဝေယဝဆက်လုတ်ပေးတယ်ဆိုတော့ဟိုကျင်ငယ်ဆိုတဲ့စကလုံးသုံးရင်တော့မနည်းနည်းလေးရှင်းသိနေမှာပေါ့နော် ရှူရှူပေါက်တယ်ဆိုတော့ပူကောင်းတာပေါ့နော်ပျော်စရာလေးလေးဖြစ်သွားတာပေါ့အဲ့ဒါသူတို့ရှူ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 နဲ့អော်တော့မှာပဲရှူရှူကထွက်တော့တယ်ဟာတခါကျတော့ဘေးကတခါလေး9 6ရောက်ဝိုင်းပြီးတော့ရှူ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 လုတ်နေနေတခါလေးတယောက်ကအသံမထွက်တော့ရက်သွားတယ်ဟဲ့တခါလေးဘာဖြစ်လို့ရက်သွားတာလဲဆိုတော့တပည့်တော်ထွက်တော့မယ်ဖရာတယ်ရှူ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 အသံပြေးနေတဲ့သူကိုယ်နဲ့တော့ထွက်တော့မလို့တယ် ဲ့တော့ကောင်းနေတဲ့လူကောင်းတယောက်တောင်မှရှူရှူဆိုတဲ့အတန်းလေးကြားလိုက်ရုံနဲ့ရှူရှူပေါက်ချင်တဲ့စိတ်တွေပေါ်သွားတယ်အလိုလျောက်ရှူရှူတွေထွက်လာတယ်ဒါလေးကိုကြည့်ပြီးတော့ဦးစင်းတို့ကကောက်ချက်ချလိုက်တဲ့အော်လောကမှာအတန်းဓာတ်တွေမှာမမြင်ရတဲ့စွမ်းရည်သတ္တိတွေရှိပါလားရှူရှူဆိုတဲ့အတန်းလေးကြားလိုက်ရုံနဲ့တောင်မှရှူရှူတွေထွက်လာတယ်ဆိုရင် အတန်ထက်ဒီမှာတကုသတိရှိတယ်။ဒါဆိုရင်မြတ်စွာဘုရားရှင်ရဲ့ပရိတော်ရီပဋ္ဌာန်တော်ရီတရားဒေသနာတော်ရီမြတ်စွာဘုရားရှင်ရဲ့နှုတ်တော်ကထွက်တဲ့ပါဠိစကားလုံးတွေကိုရွတ်ဖတ် တရဇယ်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီစကားလုံးတွေဒီအတန်တွေရဲ့စွန့်ရင်တတိတကုတွေကို ရရှိမှာပဲ။ပရိတိပဋ္ဌာန်တွေရွတ်ဖတ်ခြင်းကြောင့်ကိုယ်ပန်ဝိညာဉ်မှာရှိတဲ့မြင်ရတဲ့လူတွေတိရစ္ဆာန်တွေရောမမြင်ရတဲ့နတ်တွေပြိတ္တာတွေရော ဒီအတန်တက်တည်းရဲ့ရဲခတ်မှုကြောင့်ကောင်းကျိုးချမ်းသာတွေရရှိကြမှာပဲရွတ်ဘတ်တရစရဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားမှာလည်းကုသတရားတွေတူဝါပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိမှာပဲဒါဆိုရင်ပရိသတ်ပဋ္ဌာန်းနေဂါထာတွေရွတ်တာဟာအလကားမဟုတ်ဘူးအကျိုးအနည်းတည်းရှိတယ်ဆိုတာထင်ရှားသွားတာပေါ့ဒါခြေတော့တာမကြိုးဘူးဆိုလို့ရှိရင်ဘူးလေးနဲ့တာရှူရှူမပေါက်ရဘူးဆိုရင်ဒီအတွေးခေါ်ဘလို့မှမရနိုင်ဘူးအဲ့တော့အယိုးရင်ထိတာမဟုတ်ဘူးအရွတ်တွေလည်းထိတာဆိုတော့ဟိုညာ အယုတ်တရဲ့ဒဏ်ရာကြောင့်လည်းပဲလမ်းလျှောက်လို့မရဘူးအယုတ်ဘလောက်ပဲကောင်းကောင်းအယုတ်တရဲ့ဒဏ်ရာအယုတ်ထက်ကိုအယုတ်ကပူပြီးတော့ဒဏ်ရာပြောက်တာနှီးပါလေအဲ့တော့အယွတ်တီမကောင်းတဲ့အတွက်အယွတ်ကလည်းအလုပ်လုပ်လို့မရတော့လမ်းလျှောက်လို့မရဘူးဒါလေးကိုကြည့်ပြီးတော့လည်းကောက်ချက်လေးချလိုက်မိတယ်အယွတ်ဟာအသားလောက်မကောင်းဘူးဆိုပြီးတော့တချို့ကလည်းဖယားဟောပါဠိတော်တွေဂါထာတွေပိဋကတော်တွေယွတ်တာကိုအပြစ်တင်ကြတယ်အယွတ်ဟာအသားလောက်မကောင်းပေမဲ့အယွတ်ဟာလည်းပဲသူအစွမ်းတတိနဲ့သူရှိပါတယ်သူတကူနဲ့သူရှိပါတယ်အယွတ်မပါဘဲနဲ့လည်းအလုပ်လုပ်လို့မဖြစ်ပါဘူး ဒါကြောင့်မလို့အယွတ်ဟာလည်းပဲအကျိုးအနည်းနဲ့ရှိတယ်ဆိုတာကိုကိုအယွတ်မကောင်းလို့လမ်းမလျှောက်နိုင်တာလေးနဲ့ကိုတွေထားပြီးတော့ကိုတွေဥပမာထားပြီးတော့သင်ခန်းစာရသွားပါတယ်။ဦးဇင်းတို့ပုံမှန်အတိုင်းမတ်တရက်ပြီးတော့လမ်းမလျှောက်နိုင်သေးဘူး။အယွတ်ကလည်းပုံမှန်တန်းမပြည့်သေးတဲ့အတွက်ထောက်လို့မရသေးဘူး။ထောက်လို့မရသေးတော့ဦးဇင်းတို့ခြေထောက်နဲ့ကျန်းမြင့်တဲ့ကိုမထီအောင်ကိုအောက်ခြေလွတ်နေတာ။ဥစဉ်ကတော့အောက်ခြေလွတ်နေပါတယ်ဥစဉ်ကတော့ခြေထောက်နဲ့ကျန်းမြင့်တဲ့ကိုမထီတော့ပါဘူး ਨੇ ပြောရတာဘလောက်ရတာရှိတာလဲ ဒါကြောင့်ခြေတော်ကျူးကျင်ရရတဲ့အရာတွေအများကြီးပါပဲအခုမှအချိန်နေတိုးတက်လာလို့လမ်းလျှောက်တဲ့လေကျင်ကန်လေးတွေဘာလေးတွေနည်းနည်းပါပါလှုပ်လာလို့ခြေဝန်းနဲ့ကြမ်းမြင်နဲ့ထိတာပေါ့အရင်တော့ဆိုရင်ပုံမှန်ကတည်းကပေါ်မှာပဲထိုင်ရနေရအိရတယ်အခုဆိုလို့ရှိရင်အထက်ပိုင်းမြှောက်လို့ရတယ်အောက်ပိုင်းလည်းမြှောက်လို့ရတယ်အလယ်ပိုင်းလည်းခုံလို့ရတဲ့ကတည်းရွေလျားကလင်ကတည်းလေးနဲ့နေရအိရတယ်အဲ့ဒီရွေလျားကတည်းလေးလူနာကတည်းလေးပေါ့လေဘေးနှက်ဖက်ကလည်းတန်းလေးပါတယ် ဘေးနဖက်တန်းလေးထိုးထားပြီးတော့မှအေးရဟိုးခလေးဘွားပခက်လေးတဲ့အေးရတို့တော့ဖြစ်နေတော့ဘလောက်ရတာရှိထားလဲကိုကိုကိုခလေးလေးပြန်ဖြစ်သွားတယ်လို့ခံစားရတယ်လေအဲ့တော့အဲ့ဒီလိုပခက်လေးလိုဖြစ်နေတဲ့လူနာကရင်လေးဘွားမှာဟိုဘက်တန်းနဲ့ဒီဘက်တန်းဇဝဲလေးတင်လိုက်မယ်ဆိုရင်စားလို့တောက်လို့ရတယ်စားရည်လို့ပြုလို့စားဖက်လို့ရတယ်အခုကိုခြေတော့ဘကူမရက်တည်နိုင်သေးတဲ့အချိန်ခြေတော့တန်ရမပြောက်သေးတဲ့အချိန်မှာပဲအဲ့ဒီလူနာကရင်လေးဘွားမှာစားရည်လိုက်တယ် 42မြောက်စာအုပ်ဖြစ်တဲ့ဒူလဲလိုက်မယ်ချမ်းမထမ်းတဲ့စာအုပ်ခြေတော်ကျူးပြီးတော့မှရေးဖြစ်သွားတယ်အဲ့တော့ခြေတော်ကျိုးရဲ့ကလေးနဲ့စာရေးရတာလေအရသာတမျိုးပဲဒီစာအုပ်လေးမြင်တိုင်းမြင်တိုင်းတခြားစာအုပ်တွေမြင်ရတဲ့အခါမှာမခံစားတဲ့အရသာမျိုးကိုခံစားရမယ်ပုံမှန်အတိုင်းခြေတော်မရက်တည်နိုင်သေးတဲ့အချိန်မှာပဲခွေးချဲလေးပေါ်ထိုင်ပြီးတော့တရားသုံးဖို့ဟောပေးလိုက်ရတာလေအရသာတမျိုးပါပဲဘလို့အရသာရှိတာလေ ဒါကြောင့်တရားနာပိသများအားလုံးဘယ်လိုအဆူလောကဏမျိုးနဲ့ကြုံတွေ့ရကြုံတွေ့ရကိုကြုံတွေ့နေတဲ့အဆူလောကဏတွေကနေအဲ့ဒါမှအရသာကွာဆိုတဲ့နှလုံးသွင်းစိတ်ထားလေးနဲ့မိမိကြုံတွေ့နေရတဲ့အဆူလောကဏတွေကနေစိတ်ချမ်းသာမှုပျော်ရွှင်မှုဆိုတဲ့အရသာကိုလည်းရအောင်ယူနိုင်ကြပါစေ။ အဲ့ဒီထက်တဆင့်တက်ပြီးတော့တရားအသိဉာဏ်ဆိုတဲ့အရာသာကုသိုလ်ပါရမီဆိုတဲ့အရာသာတွေလည်းရအောင်ယူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့အဲ့ဒါမှအရာသာကွဆိုတဲ့တရားကိုဒီနေရာမှာပဲညီကုန်းချုပ်ပါတော့မယ်အပမဒေနာတံပါဒေထာအပမဒေနာမမိမလျောမပေါ့မဆပြင်းပြထက်သန်းမှန်ကန်သောတတိတရားဖြင့် တမ္ပါတိထသီလသမာတိပညာဥစွာသောသိခာသုံးပါးတို့ကို ကိုးစီကိုးငါပြည့်စုံအောင်ကျူစာအားထုတ်နိုင်ကြပါစေကုန်တည်း။